င်္ဂလာပါဇာမဒီအတာတိမတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဝါလူမျိုးတွေရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ါလူမျိုးများဟာတရုတ်ပြည်ဇင်မင်ကန်ရွှမ်းယူနန်တို့တွင်နေထိုင်ကြပြီးမြန်မာနိုင်ငံတွင်လည်းတည်ရှိပါတယ်။လေရေးစာပေကို1958ခုနှစ်မှာစတင်တည်ထွင်နိုင်ခဲ့ပါတယ်။ဗါလူမျိုးများဟာတရုတ်နိုင်ငံရဲ့တိုင်းရင်းသားလူမျိုး56မျိုးတွင်တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ရှေခေဝါလူမျိုးတို့ဟာမြန်မာနိုင်ငံအလယ်ပိုင်းအတန်လွင်မြေအရှေ့ဘက်ခြမ်းတွင်နေထိုင်ကြပြီးရှေ့ဘက်တွင်တရုတ်နိုင်ငံအနောက်ဘက်တွင်တန်လွင်မြေတောင်ဘက်တွင်မိုင်းလွန်းနယ်နှင့်မြောက်ဘက်တွင်ကိုကန့်နယ်တို့ကဝိုင်းရံထားသောတောင်ကုန်းမြေပြင်ဒေသတစ်ခုဖြစ်ပါတယ်။အကုန်းမြစ်တစ်ခုလုံးတွင်အချို့သောနေရာများ၌ပေတောင်းနီးပါးခန့်မြင့်သောတောင် ွန်များလည်းရှိပါတယ်။ထိုတောင်တန်းကြီးများသည်ဝါလူမျိုးတို့၏လမ်းမဆက်တမှုကိုမလွယ်ကူခက်ခဲအောင်ဖန်တီးထားတဲ့ကဲ့သို့ရှိနေသောကြောင့်ဝါသူဆွေရင်းသားရင်းလူမျိုးအချင်းချင်းကြားအဆက်အသွယ်များကင်းမဲ့ခဲ့၍စီးပွားရေးနေရင်းမှုများခင်းနောက်ကျခဲ့ခြင်းပဲဖြစ်ပါတယ်။ဝါလူမျိုးများကိုရှေးမရှူးလူမျိုးဖြစ်သောလောင်ဝေါမှဆင်းသက်လာသည်ဟုအချို့ကလည်းဆိုကြပါတယ်။လောင်ဝေါမှလောင်ဝါတို့၎င်းလာဝါမှဝါတို့၎င်းအစဉ်စဉ်ပြောင်းလဲဖြစ်ပေါ်လာသည်ဟုအဆိုများလည်းယူဆကြပါတယ်။ဝါလူမျိုးများကိုလွယ်လှမှရှမ်းစက်ကရှမ်းအခေါ်ဖြစ်၍လွယ်တော ောင်လှဘောကလူမျိုးဟုအဓိပ္ပာယ်ရပါတယ်။ဝက်စားစင်ရင်ပုံနဲ့ဒလေးစရိုက်တွေကတော့ဘွားလူမျိုးများဟာသူတို့ရဲ့ပေပေတေတေနေတတ်သောအချင်းစရိုက်ကိုမူတည်၍ရင်းတို့ဝက်စားအယောင်များမှာလည်းအငင်းခံအယောင်များသာဖြစ်ကြပါတယ်။သူတစ်ဖြင့်အနက်ယောင်အပြာယောင်နဲ့ရှားစေးအနီယောင်များရှားစေးအယောင်အနီရင်းများကိုများစွာတွေ့ရပါတယ်။ယောက်ျားများသည်အနက်ယောင်ခေါင်းပေါင်းကိုပေါင်းတက်ကြသလိုအချို့လူငယ်များမှာမူခေါင်းစွပ်အနက်များကိုစောင့်တက်ကြပါတယ်။နက်ပြာယောင်ရှိသောရင်စေးရင်ဖုံးအင်ကြီးများကိုလည်းဝေးဆင်ကြပါတယ်။အနက်ယောင်ရှမ်းပေါင်းပြီကိုအမြဲဝေးဆင်ကြတာကိုလည်းတွေ့ရှိရပါတယ်။မိမများမှာ ားနက်ပြာရောင်ရင်ပုံအင်ဂျင်နဲ့အင်တိုင်းခေါ်ထပင်ကိုဝစ်ဆင်ကြပါတယ်ထပင်မှာစစ်နန်းတကိုက်အလျားတကိုက်ခွဲရှိသောအနက်ရောင်အစာကိုခါတွင်ပတ်ထားခြင်းဖြစ်ပါတယ်အချိုမီကလေးများကမူအလှပကိုခုံမိတဲ့ဖြင့်အညိုအညီအဝါအစင်များဖြင့်ကိုရန်ကိုကြားရလဝစ်ဆင်လေးရှိပါတယ်ထို့ပြင်ငွေနှစ်ပြုလုပ်ထားတဲ့ဆွဲကြိုးဗရက်နှစ်ထောင်လက်ကောက်ပြားလက်ကောက်လုံးများကိုလည်းဝစ်ဆင်ကြပါတယ်ခေါင်ရည်နဲ့ပြောင်းမှုချက်ရဲများကိုယောက်ျားများသာတောက်ကြသည်မဟုတ်ပဲမိန်းမများနှင့်ကလေးငယ်များလည်းတောက်ကြပါတယ်တောက်ဆုံးမှုပမာဏဟာအနည်းငယ်နှင့်အများသာကွာခြားပါတယ်အားလုံးအရေးတောက် ောက်တတ်ကြပါတယ်စေတံတောက်ကြစေတံတောက်ခြင်းမှာလည်းလူကြီးသူငယ်တိုင်းဆွဲနေကြပါတယ်စေတံကိုဂန်ထားရသည်မှာဝါသူမျိုးတို့ရဲ့ကိုပိုင်းဇေယိုက်တစ်ခုအဖြစ်ရှိနေခဲ့ပါတယ်ဘာသာရေးနဲ့အယူဝါဒတွေမှာတော့ဝါသူတနယ်လုံးတွင်ရေဘူးအဖြစ်နတ်ကိုကသူမပြတာကြောင့်ဘာသာအတီးတီးရဲ့အင်အားကိုခံမရခဲ့တော့လဲနတ်ကိုကသူ60ရာခိုင်နှုန်းဂျွန်ဂိုင်း20ရာခိုင်နှုန်းခရစ်ယာန်15ရာခိုင်နှုန်းနဲ့ဗုဒ္ဓဘာသာ9ရာခိုင်နှုန်းလောက်ရှိမည်ဟုယူဆရပါတယ်ဝါလူမျိုးများရဲ့ဝေစားစင်ရေးပုံမှာမျိုးကြီးများ၌ယောက်ျားများကဖြင့်နေသမဟုတ်ဖြင့်ပြပေါင်းပြီးနှင်းအင်ကြီးကိုဝတ်ပြီးလေ င်ခေါင်းတွင်အဖြူအနီအဖြူအနံအနီအဝါအနံအစင်းချများကိုပေါင်းကြပါတယ်မိမများကအပြာရောင်သူမဟုတ်အနံသူမဟုတ်အပြာအဝါအနံအနီအယောင်ဆုံးရောရှိထားသောတုံးတောင်ကွင်းရှိဖြင့်ထမိန်ကိုဒူးစင်နာတီခက်တူတူဝေး၍အနံရောင်ဖြင့်လက်ကျဲကိုချင်းအင်ဂျီကိုတဲခက်ရှိရှိရင်စီအင်ဂျီဝေးလျဲခေါင်းတွင်ဘောဟဲယားခေါ်စံတိုးစတားပုံတံကိုသပင်ခက်တူတူထား၍မျက်နှာတုပ်ပေါ်ကအလက်စားရွယ်ရှိအနီအပြာအဝါစသည်တို့ဖြင့်ပျောက်ကြသောဖြင်စာများကိုချက်ချင်းကပေါင်းကလေဝင်းတွင်ပွဲတီး ခေါ်အတီးတမျိုးကိုပတိလို့ရွေးဆွဲထားကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ